ကျွန်တော်မိတ်ဆွေတို့ဗျာတခုပြစရာရှိလို့အခုမြင်နေရတဲ့ BNN နိုင်ငံမှာရှိတဲ့5 star hotel ကြီးရဲ့ Danny Ron အပြင် outdoor area တွေမှာ blue air cooler တွေသုံးထားသလဲဆိုလို့ရှိရင်ကြည့်ပါအောင်ဗျာ။သူကနေရာတိုင်းမှာဗျာ outdoor area တော်တော်များမှာဆိုရင်ဒီလိုမျိုးတွေသုံးထားတာဒါ AC air cooler လို့ခေါ်တယ်။ကျွန်တော်ရောင်းတဲ့ Samsung နဲ့ air cooler နဲ့အတူတူပဲဒီ brand ရဲ့နာမည်ကကျွန်တော်အရင်ဆုံးတော့ရောင်းခဲ့ဘူးကြီးဒီကောက်ကိုကျွန်တော်တို့က Daikin Yosan brand လို့ခေါ်တယ်ဒီ brand ကလေ။ ဒီ brand ရဲ့အားနည်းချက်ကတော့ Samsung နဲ့မတူတာကကျွန်တော်သူက तू က swing ကို app in down မပါဘူး तू က left right ပဲပါတယ်ဘယ်ညာသွားတဲ့ swing မဲ तू ကပါတယ်ခလုတ်တွေအကုန်လုံးကလည်း तू က touch ကလည်း Samsung နဲ့အတူတူပဲ factory down အတူတူပဲဒါပြောချင်တာတော့ aircon တက်စင်လို့မရတဲ့ကျွန်တော်တို့ outdoor area တွေမှာဒါတွေကအဆင်အပြေဆုံးပါပဲခင်ဗျာအောက်ကရေကန်ထဲမှာဗျာရေဆန်းတဲ့ပမာဏကလည်းရေသီးသား40ဆန်းတာလည်းအတူတူပဲဖြစ်ပါတယ် အာပြီးရင်မော်တာကလည်းကော့ပါကွိုင်းတွေတုံထားတယ်ကြီးစစ်တွေတုံထားတာလည်းအားလုံးအတူတူပဲလေထွက်အားလည်းအတူတူပဲမီးသုံးနဲ့ဝက်300လောက်ရှိတာလည်းအတူတူပဲဖြစ်ပါတယ်ဆိုတော့ဒစိလေးပဲကွာသွားမယ်ဗျာအဲ့ဒါကို BNN နိုင်ငံမှာဒီဟိုတယ်ကိုကျွန်တော်မေးကြည့်ရတဲ့အခါကျတော့ကျွန်တော်မြန်မာငွေနဲ့ပြန်တွက်မယ်ဆိုလို့ရှိရင်တို့တို့ဒီတလုံးကို22သိန်းလောက်ကျတယ်လို့ကျွန်တော်တို့သိရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာတော့ပိုတန်နေတယ်လို့ကျွန်တော်တို့ခံစားရပါတယ်ကဲကြည့်ပါဦးဗျာကျွန်တော်ရဲ့ Samsung တစ်ကခုန brand ထက်တောင်ပိုပြီးလှနေပါသေးတယ်ဗျာဆိုတော့ तू ကအဖြူနဲ့အမင်းနဲ့ဆက်ထားတဲ့ပုံစံလေးကိုကျွန်တော်တို့တွေ့မြင်ရတယ်အားလုံးကတပုံစံနဲ့ပဲဘလို့နေရာတွေမှာအသုံးပြုလို့ကောင်းကလေးဆိုလို့ရှိရင်ကျွန်တော်တရားစခန်းတွေစာသင်ကျောင်းတွေခုနပြောသလိုမျိုး public area တွေမှာကျွန်တော် aircon သုံးလို့လုံးဝမရတဲ့နေရာမျိုးတွေမှာအသုံးပြုတင်တယ်နောက်ပြီးတော့ကျွန်တော်စားတောက်ဆိုင်ကောင်းကောင်းတွေမှာလည်းအသုံးပြုတင်ပါတယ်ခင်ဗျာအခုလိုမျိုး AC air cooler အခုလို site အကြီးနေနဲ့ကျွန်တော်တို့ flow stand air con နေနဲ့တွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မီအားစားမှုကြတော့ကျွန်တော်60ရာခိုင်နှုန်းလောက်ဒီဟာကြီးကတက်တာပါတယ်ဒါကြောင့်ကျွန်တော်တို့လျှက်စင်ပြီးထွေတာတဲ့အနေနဲ့တက်စင်တဲ့သူတွေဆိုလို့ရှိရင်လည်းဒါမျိုးကိုတက်စင်သင့်ပါတယ်ခင်ဗျာ Samsung ကပိုကောင်းသွားတာတော့ဗျာသူကအရှိအလေထွက်တဲ့နေရာ force swing ဖြစ်သွားတယ်ဆိုတော့ဒီလေထွက်တဲ့အရှိအ left right ဘယ်ညာဆိုလို့ရှိရင်လည်းသူက swing ပါတယ်ကျွန်တော်တို့ဒီအတွင်းထဲမှာဆိုလို့ရှိရင်လည်းသူက up and down swing ပါတယ် အဲဒီတော့ဒါဆိုလို့ရှိရင်ပြင်းနေမှာဆိုရင်လည်းဒါအပေါ်တက်မယ်အောက်ဆင်းမယ်ဆိုတော့အရှင်းမျက်နှာတဲ့တဲ့ဟိုဗျာလေရမရောက်တဲ့နေရာကိုမရှိသလားကျွန်တော်တို့ရှားတယ်ပေါ့နော် Okay အပေါ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ cloud တွေအကုန်လုံးက test cloud တွေဖြစ်တယ်ကျွန်တော်တို့ speed ဆိုလို့ရှိရင်လည်း speed 30ပါတယ်ပေါ့နော် speed က30ပါတယ်ဒီဘက်မှာဆိုရင် slip new တွေပါတယ်ပြီးွားရင် timer တွေပါတယ်ပြီးရင်ကျွန်တော်တို့ normal move ကိုနှိမ့်လိုက်မယ်ဆိုလို့ရှိရင်လည်း normal move မှာဆိုလို့ရှိရင်လည်းကျွန်တော် number 1ကိုသူကတန်းသွားမယ်ပေါ့ဗျာ၄သိမ့်မပြင်းတော့ဘူးပေါ့ ဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်းကျွန်တော် remote ထားမဲ့နေရာလေးပါမယ် remote control လည်းပါပါတယ်အောက်မှာဆိုလို့ရှိရင်ကျွန်တော်ရေထည့်တဲ့ခွက်ပါမယ်ဒီမှာရေထည့်တဲ့ခွက်ဖြစ်ပါတယ်ရေလီတာက40ဆင့်မှာဖြစ်ပါတယ်အထင်းထဲမှာလှုပ်ထားတဲ့မော်တာက100%ပါစင်ကော့ပါလုံးဝကြီးကွန်နေနဲ့ပဲလှုပ်ထားတယ်။ Renny ကတူရီယာပါဝင်ပြီးတော့ကျွန်တော်တို့ဖြန့်ချီပေးနေတဲ့ဈေးနှုန်းအနေနဲ့ပြောမယ်ဆိုရင်73,600တောင်းကျပါတယ်။ဆိုတော့ဒီကောင်ကဘလောက်ရက်ညှင့်တယ်လဲဆိုလို့ရှင်တော့ခုနညီလေးနဲ့ကျွန်တော်တို့ရှင်ပြထားတာဆိုလို့ရှင်သူကတော့အရက်က ျွန်တော်6ပင်နီးပါးပေါ့ဗျာ6 5ပင်10လဲမလောက်ရှိပါတယ်ခင်ဗျာ